အနီနိုကြောင့်နိုင်ငံတော်မှာအနီနိုကြောင့်အပူအန်တွေရဲ့တောက်သုံးရေရှာပါခြင်းမီးရန်နဲ့ကြိုတွေးလာရနိုင်ပြီးကျန်းမာရေးနဲ့စိုက်ပျိုးရေးတွေမှာအခက်အခဲတွေဖြစ်လာနိုင်တာကြောင့်တဘာဝဘေးရန်နဲ့ကာဝင်နိုင်မှုအရေးကြီးဆိုကိုတမလို့သားကိုယ်စားလှယ်တဝူးကအခုလိုထောက်ခံဆွေးနွေးခဲ့တာပါ။ဥပဒေပေါ်ရေးဆောင်ရည်ကျောက်ခုအစိုးရတို့တိုက်တွန်းကြောင်းအရေးကြီးဆိုကိုထောက်ခံပါကြောင်းကြေညာပါတယ်။ ကမ္ဘာ့ရာသီဥတုပြောင်းလဲခြင်းနဲ့အတူမြန်မာနိုင်ငံဟာ2016ခုနှစ်မှာ NGO ကြောင့်နိုင်ငံတော်ဝန်လုံးမှဖြစ်ပေါ်နိုင်တဲ့သဘောဝဘေးရန်တွေအတူကိုကြိုတင်ကာကွယ်တားဆီးနိုင်မှုအတွက်တိုက်တွန်းတဲ့အရေးကြီးဆိုကိုကြောင်ကုန်မဲဆန္ဒနယ်ကပြည်သူ့လွတ်တော်ကိုယ်စားလှယ်ဦးသိန်းထွန်းကတင်သွင်းခဲ့တာပါ။ ဒီအဆိုကိုဖေဖော်ဝါရီလ22ရက်နေ့ကပြည်သူ့လွှတ်တော်မှာတင်သွင်းခဲ့တာဖြစ်ပြီးဖေဖော်ဝါရီလ23ရက်နေ့မှာတော့ဆွေးနွေးဖို့ကိုယ်စားလှယ်22ဦးရှိခဲ့ပြီး14ယောက်ထောက်ခံဆွေးနွေးခဲ့ပါတယ်။ဖေဖော်ဝါရီလ24ရက်နေ့မှာတော့ကြန့်ရှိနေသေးတဲ့ကိုယ်စားလှယ်တွေကဆက်လက်ဆွေးနွေးကြအောင်မှာဖြစ်ပြီးအတီးပြုမှုတင်မတင်ကိုလည်းဆုံးဖြတ်သွားမှာလည်းဖြစ်ပါတယ်။လက်ရှိဖြစ်ပေါ်နေတဲ့အနီညိုဟာကမ္ဘာတမိုင်းမှာလည်းအပြင်းထန်ဆုံးဖြစ်ပြီးပတ်ဝန်းကျင်ထိန်းသိမ်းဖို့များစွာလိုအပ်နေသေးတယ်လို့လည်းပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တအူးကအခုလိုပြောဆိုပါတယ်။သဘောပေါ်ရင်ထိခိုက်မှုနဲ့ပတ်သက်လို့ရှိရင်ကမ္ဘာပေါ်မှာကျွန်တော်မြန်မာနိုင်ငံဒုတိယခန်းစားဆောင်နိုင်ငံဖြစ်နေပါတယ်။ ကြောင့်မို့ကျွန်တော်တို့နိုင်ငံအတွက်ဒါအရေးကြီးကိစ္စဖြစ်ပါတယ်ဒါအလင်းအမြန်လဲကျွန်တော်တို့သဘောပုံစံကိုထိမ့်သိမ့်ဖို့လိုအပ်ပါတယ်နံပါတ်1ကကျွန်တော်တတော်ပြုံးတိမှုဖြစ်ပါတယ်တော့တတော်ပြုံးတိမှုကတော့ကျွန်တော်မြန်မာနိုင်ငံတပောင်းမှာနံပါတ်3ဖြစ်နေပါပြီအဲ့တော့ကျွန်တော်တတော်ပြုံးတိမှုတွေရောပါအောင်တော့တတော်တွေပြန်လဲရှင်းတန်းအောင်လုပ်ဆောင်ဖို့လိုအပ်ပါတယ်တော့ကျွန်တော်တယံဇာတတွေကိုအလွန်ကျွမ်းမဆွမ်းမခြင်းထုတ်ယူနေတဲ့ပိုင်းတွေလည်းအများကြီးရှိပါတယ်အဲ့ဒီကိုလည်းကျွန်တော်တို့ဒါတယံဇာတတွေထုတ်ယူမှုတွေကိုကျွန်တော်တို့အတက်နိုင်ဆုံးရှော့ချပြီးတော့ကျွန်တော်တို့ပုံစံကိုထိမ့်သိမ့်ဖို့လည်းဆောင်ရွက်မှာဖြစ်ပါတယ် ုတိယအကြိမ်ပြည်သူ့လွတ်တော်ပထမပုံမှန်အစည်းအဝေးမှာဆိုရင်ဒီဆိုဟာစတင်ချင်းမတဲ့နေ့ကစပြီးနဝမ်မမြောက်နေ့မှာဒုတိယအကြိမ်မြောက်အရေးကြီးအဆိုနဲ့တင်သွင်းခဲ့တာပါပထမအရေးကြီးအဆိုအနေနဲ့ကတော့ချန်ပီယံမှာဖြစ်ပွားနေတဲ့တိုက်ပွဲတွေရဆိုင်ပေးဖို့အတွက်ဆိုးရွားကိုတိုက်တွန်းတဲ့အဆိုပဲဖြစ်ပါတယ်ကျွန်တော်အောင်ကိုကိုလည်းနေပြီးတော့နေသတင်းပေးပို့ထားတာပါ